မြန်မာတကြံထပ်ပေါ်ပြီးမြန်မာဆန်နေတဲ့အပြင်နိုင်ငံခြားဝင်ငွေဘီလီယံချီပြီးရနေတဲ့ထိုင်းဆောင်ဂရန်ပွဲတော်အလုံးမဲမင်္ဂလာပါဗမိစနောင်းကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်ဧပြီလ23ရက်နေ့ရောက်ရင်တော့မြန်မာတွေအလုံးပျော်ရွှင်ရတဲ့တကြံကာလကိုရောက်ရှိလာပြီးဖြစ်ကောင်းဒီနှစ်မှာလည်းဗရောက်ပန်းတွေကအချိန်အထိကျပွင့်နေပါတယ်ဒါပေမဲ့မလ28ရက်နေ့မှာတော့မြန်မာနိုင်ငံမှာပြင်းထန်တဲ့ငန်းရင်ချင်းလှောက်ခတ်သွားတာကြောင့်ကွယ်လွန်သွားသူတွေမိသားစုဆုံးရှုံးလိုက်ရတဲ့သူတွေကိုစာနာတဲ့အနေနဲ့မြန်မာတကြံပွဲတော်ကိုမကျင်းပဖြစ်ခဲ့ကြပါဘူး မြန်မာနိုင်ငံမှာကိုဗစ်ကာလကနေစတင်ပြီးတော့တကြံကတိတ်ဆိတ်၆ကပ်သွားခဲ့တာဟာ2025အထိရောက်လာခဲ့ပါတယ်။ဒီနှစ်မှာမြန်မာနိုင်ငံရဲ့အတာတကြံပွဲတော်ကကမ္ဘာအမွေနှစ်စင်းကိုဝင်သွားပေမဲ့လည်းတကြံပွဲကတော့မဖြစ်မြောက်ခဲ့ပါဘူး။မြန်မာနိုင်ငံရဲ့တကြံပွဲတော်ကိုမကျင်းပတာကြတဲ့နှစ်တွေအတွင်းမှာတော့ထိုင်းနိုင်ငံဆုံးခရံပွဲတော်ကကမ္ဘာအမွေနှစ်စင်းကိုဝင်သွားတဲ့အပြင်ကမ္ဘာလက်ခီးသွားတွေလည်းလာရောက်လည်ပတ်ကြပါတယ်။ ကဘာလန့်ခီးသွားတွေကိုဆွဲဆောင်ပြီးနိုင်ငံခြားဝင်ငွေရှာဖို့ထိုင်းနိုင်ငံကဘတ်ဂျက်ငွေတွေလည်းရထားပြီးသားဖြစ်ပါတယ်မြန်မာနိုင်ငံမှာတကြံပွဲတော်ကိုလှဲနေလျောင်မြင်းဆောင်မကြံတနိုင်ငံလုံးကျင်းပကြပြီးဘယ်မျိုးဘယ်ရွာမှာမစိုးရေပတ်ခွင့်ရှိပါတယ်ဒါပေမဲ့ထိုင်းနိုင်ငံမှာတော့သတ်မှတ်ထားတဲ့နေရာမှာပဲရေပတ်ရတာဖြစ်ပြီးရေဖြစ်ဖို့ကိုလည်းထိုင်းဘက်နဲ့ဖြစ်ရသေးတာပါစီးပွားရေးမဆန်တဲ့မြန်မာတကြံကတော့ရေရီတနေကုန်အခမဲ့ယူလို့ရတဲ့ပြင်စတုဒိတာတွေကိုလည်းဝန်ဆားလို့ရသေးတာပါထိုင်းနိုင်ငံကတော့ကဘာတဝန်ကခီးသွားတွေလာရောက်လက်ပတ်အောင်ထိုင်းဆောင်ခရပွဲတော်ကိုအရေး င်နှစ်တွေကထပ်ပိုပြီးစီကောင်းပြင်ဆင်ထားပါတယ်။တကြံအလှပြရင်တွေ၊နှကားရုပ်ကြီးတွေကိုကားပေါ်မှာတင်ပြီးလှပတ်နေကခရီးသွားတွေကိုဆွဲဆောင်ထားတာပေါ့။ထိုင်းနိုင်ငံရဲ့ဆောင်ခရန်ကမြန်မာနိုင်ငံထပ်ပိုပြီးတော့မြန်မာစံနေတာကြောင့်တကြံပွဲမကျင်းပဖြစ်တဲ့မြန်မာနိုင်ငံကလူတွေကဆင်မကောင်းဖြစ်နေကြတာပေါ့။ထိုင်းနိုင်ငံကရိုးရရင်ကျေးမှုတွေများပြားတဲ့နိုင်ငံဖြစ်ကဘာကမြင်လာကြတာကြောင့်တကဘာလုံးကခီးသွားတွေကလာရောက်လည်ပတ်ကြပြီးတော့ခီးသွားလုံငန်းတွေထွက်တက်လာခဲ့ပါတယ်။ထိုင်းဆိုရကတော့ဆောင်ခရန်ပွဲတော်ကိုအကြီးကျယ်ဆုံးကျင်းပပြီးနိုင်ငံသားဝင်ငွေရှာဖွေနေတာပေါ့။ ထိုင်းနိုင်ငံကဆောင်ကရာပွဲတော်ကိုထိုင်းဝင်ကြီးချုပ်ကိုရိုင်းဆင်နွှဲနေကောင်နှစ်စဉ်ဧပြီလ13ရက်နေ့တရက်ထဲမှာပဲကျင်းပကြတာပေါ့ဆောင်ကရာကာလမှာထိုင်းလူမျိုးတွေကမြန်မာလူမျိုးတွေလိုပဲမနာပိုင်းမှာဖုန်ကြီးချောင်းကိုတတ်ကြပြီးတရားနာကြပါတယ်လူငယ်တွေကလည်းဖျားတွေကိုရစ်တတ်ပဲတလို့ဖုန်ကြီးတွေကိုလည်းရေးစင်းလောင်းပြီးကြော့ကြတာပေါ့ နေ့လယ်ပိုင်းနဲ့ညနေပိုင်းမှာရေပတ်ခံထွက်ကြသလိုမန္တွေထိုးပြီးတော့ရေပတ်ကြပါတယ်မြန်မာနိုင်ငံကတကြံပွဲတော်ကတိတ်ဆိတ်နေကြတာနှစ်တော်ကြာမြင့်နေပြီဖြစ်တာကြောင့်မြန်မာလူမျိုးတွေကဆေးမကောင်းဖြစ်ရပေမဲ့လည်းဒီနေ့မှာတော့စီကားတဲ့တကြံကိုပြန်လည်ကျင်းပနိုင်မယ်ဆိုတာယုံကြည်ပိသဖြစ်ပါတယ်မြန်မာနိုင်ငံကတကြံပွဲတော်ကတော့တကောင်းခိခဲကစစ်စစ်ကားကကျင်းပလာခဲ့ကြောင်းအထောက်ထားရရှိပေမဲ့လည်းအကြောင်းမျိုးမျိုးကြောင့်မကျင်းပနိုင်ခဲ့သလိုအခွင့်အရေးများစွာလွတ်သွားတာကိုလည်းထိုင်ကြည့်နေကြရပါတယ် မြန်မာတွေရဲ့တကြံရိုးရာနဲ့ပုံစံတူကူးချနေပြီးခေတ်သွဲ့အဲ့တဲတွေများပြားလာကြအောင်ဒေါ်လာတွေတန်းတဲ့အခြေကဝင်ငွေကောင်းနေပါတယ်မြန်မာနိုင်ငံမှာတကြံပွဲတော်ကိုကိုဗစ်ကာလကလေးကမကျင်းပဖြစ်တော့ပေမဲ့လည်းတကြံဆိုတဲ့အငွေသက်တွေကတော့ပြောက်ကွယ်သွားမှာမဟုတ်ပါဘူးမြန်မာနိုင်ငံမှာလည်းတကြံပွဲတော်ကိုစိတ်စီကားကားနဲ့ပြန်လည်ကျင်းပနိုင်မယ့်အချိန်ရောက်ရှိလာပါစေလို့ဆုတောင်းပေးလိုက်ပါရနော် မြန်မာတကြပွဲတော်နဲ့ထိုင်းဆောင်ကရာပွဲတော်မှာဘယ်ပွဲတော်ကိုပိုပြီးသဘောကျလဲဆိုတာပြပြခဲ့ပါအောင်ရှင်။ဘယ်အချက်တွေကကွာခြားနေလဲဆိုတာလည်းပြပြပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။